မင်္ဂလာပါခင်ဗျာဆရာဖေမြင့်ဘာသာပြန်တဲ့မဖြစ်နိုင်ဘူးဆိုတာတေချာပြီလားစာအုပ်ပါဟယ်လင်ဟေးစ်ရဲ့လှုပ်ရှားရှိတာသာအာယုံဆိုင်စောင်းပါးကိုဆက်လက်တင်ဆက်ပေးလိုက်ပါတယ်ဟယ်လင်ဟေးစ်1900 1993 နာမည်ကျော်အမေရိကန်ပြည်ဆက်နှင့်ရုပ်ရှင်မင်းသမီးကြီးဖြစ်သည်ကလေးဘဝကလေးကဇက်ခုံပေါ်ရောက်ခဲ့ပြီးအသက်18နှစ်တွင်စာဂျိမ်းစ်ဘယ်ရီဤဒီယာဘရူးတက်စ်ပြည်ဆက်တွင်တရုတ်ဆောင်ရာမှ စတာဖြစ်လာသည်ဗစ်တိုးရီယန်ရီဂျင်နာပြည်ဆက်၌ ဗစ်တိုရီးယားဘီယင်မာကြီးအဖြစ်တရုတ်ဆောင်ရာအထူးလူကြိုက်များခဲ့သည်ရုပ်ရှင်တရုတ်ဆောင်အဖြစ် The Sin of Madeleine Clouded Zaka Night ပထမဆုံးပါဝင်ခွင့်ရရာ၎င်းဇက်ကားဖြင့်ပင်1931-32အတွက်အကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုချီးမြှင့်ခြင်းခံရသည် ဒုတိယအကြိမ်အကယ်ဒမီစုကို1980ခုနှစ်၌အကောင်းဆုံးအမျိုးသမီးဇက်ပုအဖြစ်အက်ပုဇက်ကားတွင်ရရှိသည်1928ခုနှစ်တွင် ပြည့်စပ်ရေးစရာချားလ်စ်မက်အာသာနှင့်လက်ထပ်သည်ကိုရန်ရေးအထုပ်ပတ်တိစာအုပ် On Reflection ကို 1968ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်လူ့ဘဝမှာအရေးကြီးဆုံးကသမီးတကယ်လေ့လာတယ်ကြိုးစားတယ်ကိုတက်နိုင်သမျှအကောင်းဆုံးဆောင်ရွက်ခဲ့တယ်လို့ကိုဘာသာ လက်ခံနိုင်မှုပဲအဲ့ဒါဆိုရင် ကိစ္စတစ်ခုပြီးမြောက်အောင်ဆွမ်းဆောင်နိုင်ပြီဆိုတဲ့သဘော အဲ့ဒါဟာအရေးကြီးတယ်။အောင်မြင်တယ်လို့ပြောကြတာသူတပားတွေကိုယ့်ကိုချီးကျူးကြတာဒါတွေလည်းကောင်းပါတယ်အရသာရှိပါတယ်။ဒါပေမဲ့ကိစ္စတစ်ခုပြီးမြောက်အောင် ဆောင်ရွက်နိုင်မှုလောက်တန်ဖိုးမရှိဘူး။ကျေနပ်အားရစရာလည်းမကောင်းဘူး။ဒီတော့အောင်မြင်တယ်မအောင်မြင်တယ်ဆိုတာတွေကို အသာပေးဖယ်ထား ကိုလှုပ်เสียရှိတာကိုသာ အကောင်းဆုံးလုပ်နိုင်အောင်ကြိုးစားလှုပ်เสียရှိတာသာအာယုံဆိုင် အမေဟောဒီပြဇက်ဇညွန်းဖတ်ကြည့်အောင်မလားကျမသားဂျိမ်းစ်ကမေးသည်ကျွန်တော်အဲ့ဒီအခန်းကတရုတ်ဆောင်တဲ့မတဲ့စဉ်းစားပေးဖို့ ဇက်ကယုံမြင်တန်ကြားဇက်လန်းတွဲတစ်ခုဖြစ်သည်တားအတွက်ယုံမြင်တန်ကြားတွင် ပထမဆုံးအကြိမ်ထင်ထင်ရှားရှားပါဝင်ခွင့်ရခြင်း ဖြစ်ပြီးစကားထစ်သော လူငယ်တယောက်အဖြစ်တရုတ်ဆောင်ရမည်ဖြစ်သည်ကျွန်မစိတ်တွင်ဒီဇက်ယုတ်ကဂျိမ်းစ်တဲ့လိုက်ဖက်လိမ့်မည်မထင် အခန်း၃ငန်းတိတိ ။တဘာဝကြစွာစကားထစ်ပြဖို့ဆိုသည်မှလွဲသည်မဟုတ်။ကြာတော့အမှုရာက တစင်ဤတထက်သည်ညီငွေစရာ ဖြစ်လာနိုင်သည်။ဒီအကြောင်းပြောတော်မီကြံပြီးမှကျမပြန်၍မျိုးသိပ်ထားလိုက်သည်။သူဘေခန်းကတယုတ်ဆောင်ရသည် ဖြစ်စေကျမစိတ်တိုင်းကြလုံနိုင်လိမ့်မည်မဟုတ်ဟု တွေးမိလိုက်သောကြောင့်ဖြစ်သည် James အသက်16နှစ်ရှိပြီသူ့အတွက်ဆန်းတမ်းမှုဆိုဆို အရှုံးပွဲဖြစ်ဖြစ်ဒါမှမဟုတ်ဖွင့်ပြိုးတိုးတက်ရန် အခွင့်အရေးဟုလဲခေါ်ခြင်းခေါ်နိုင်သောအနေအထားများနှင့်သူ့အားတွေးဆောင်ခွင့်မရအောင် တားဆီးကာကွယ်မှု မပြုသင့်တော်ဟုကျွန်မမြင်သည် ထို့ကြောင့်ကျမ၏စိုးရိမ်မှုတွေကို သူအားမဖွင့်ဟလို့တော့အဲ့ဒီအခါမှာတရုတ်ဆောင်ရန်သူလက်ခံလိုက်ပါသည်ဇက်ကဟောလိဝုဒ်မှာအရင်ဆုံးကကြရိုက်ကူးကြမည်ဖြစ်ရာသူအားလေစိတ်တို့ကားဖြင့်ကျမလိုက်ပို့ရသည်လေစိတ်တို့အတော်လမ်းတွင် ကျမသားကိုဒီဇက်မျိုးတယုတ်ဆောင်နိုင်လောက်သည့်အတိုင်းအတာအထိမှလေ့ကျင့်ပြင်ဆင်ပေးခဲ့မိပါရဲ့လားဟုပူပန်တွေးတောလာခဲ့မိသည်သူကိုအားတစ်ခုခုထည့်ပေးလိုက်ခြင်းသည်သို့တော်ယခုအချိန်ကြာမှသူ့ကိုကျမဘလို့အားဖြစ်ပေးမိလေနောက်ဆုံးလေစိတ်ဂိတ်ဝရောက်တော့မှသူ့ကိုစကားတခွန်း ပြောလိုက်မိသည်ตาကိုလုံးเสียရှိတာကိုသာဖြစ်မြောက်အောင်ကြိုးစားပြီးလို့အောင်မြင်မအောင်မြင်ဆိုတာ ड़ी ထက်မစင်စားနဲ့သူဝင်သွားသည်ကားစီတို့ ပြန်လျှောက်လာသည့်အချိန်တားကိုစောစောက ပြောလိုက်သည့်စကားတွေငါကောင်းနေဘလို့ရောက်လာပါလေဟုတွေးမိသည် ဒီစကားဒီကျမနဲ့ယဉ်နီးနေသည် နောက်တော့မှယုတ်တည့်ရဲ့အမေအတန်ကို ပြန်ကြားရောင်သည်ဒီစကားတွေအမေပြောခဲ့သည်ပဲလွန်ခဲ့သည့်49နှစ်ကျမဇတ်သမင်လောကထဲရောက်ဆစင်ပေါ်ပထမဆုံးတက်မိအချိန်မှာအမေပြောခဲ့ခြင်းဖြစ်သည်အမေနာမည်က ကက်သရင်ဟေးစ်ဘရောင်းအမေဒီပိမိန်ဘာဘာတာမန်ရုပ်ရည်ရှိသောမိန်းမတစ်ယောက်သို့သောစိတ်ကတော့ပြတ်သားသည် ကျမတနေ့ကြလျင်တယုတ်ဆောင်မင်းသမီးကောင်းတစ်ယောက်ဖြစ်လာစေရမည်ဟုအမေအခိုင်အမာယုံကြည်ထားသည်ကလေးဘဝတလျှောက်လုံးပင်ကျမအာသူမျော်မှန်းထားသည့် အဲ့ဒီအနာဂတ်အတွက်စီမြင်စည်းကမ်းတွေတင်းတင်းချကာကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပေးခဲ့သည် အကသင်တန်းတွေတက်ရသည်တရုတ်ဆောင်ပညာတွေတင်ရသည် မပြက်ကွက်စေရသို့တော်ဒီထက်ပို၍အမေအလေးထားသည်ကဒီဟာတွေကြောင့်တော့ကျမလုံးဝမပြက်စည်းစေရဟူသောအချက်ဖြစ်သည်အဲ့ဒါဒီပင် အမေဤ တကယ်ထူးခြားချက်ဖြစ်သည်ကလေးတွေကိုချစ်ရမည် သို့တော်စီးနှင့်ကန်းနှင့် ဖြစ်စေရမည်ဘယ်တော့မှအလိုမလိုက်ရဟု အမေယုံကြည်ထားသည်ဇတ်တပင်တင်နန်းတွင်ကျမကိုမြူးကြွအောင်တွက်လက်အောင်ရှက်ယွန့်မှုနဲအောင် အပြင်းထန်လေးကျင့်တင်ကြားခိုင်းထားသည်သို့တော်အိမ်မှာနေသည့်အခါတွင်တော့ တိတ်ခါရှိစွာနေတတ်အောင်တင်းတင်းကြပ်ကြပ်ပင်ထိမ့်သိမ့်သည်1909ခုနှစ်ကျမအသက်6နှစ်တွင် အမေသတင်းတစ်ခုကြားလာသည်ထိုစဉ်ကအလွန်ကြော်ကြားသော အမေရိကန်ဟာတမင်းသားကြီးလျူဖီးစ်ကပရိသာကပွဲအတွက်အိုဒန့်အမီရှိဂီတဇမ်မြူးတစ်ခု စီစဉ်နေသည်ဟူသောသတင်း ဒီဇက်တွင် fees ကမိန်းကလေး16ရောက်အသုံးပြုမည်ဖြစ်ကြောင်းအမေသိရသည်လူရွေးပွဲအတွက် အမေနှင့် ကျမရောက်သွားကြသည့်အခါဇက်ယုံထဲတွင်မိန်းကလေးတွေအမြောက်အများ သူတို့မိခင်နှင့်တောတော်ညံနေတာတွေ့ရသည်သို့တော်ကံကောင်းထောက်မစွာပင်တရုတ်ဆောင်တဏီယာအတွက်ကျမရွေးချယ်ခံခဲ့ရပါသည် ထို့နောက်ဇက်တိုက်ကြသည့်အခါ၌နေစဉ်အံဩဝယ်တစ်ခုကျမကြုံတွေ့ရသည်မနေ့တိုင်းကျမတို့မိန်းကလေးတွေနှင့်မိခင်တွေဇက်စင်အောက်ဖက်ရှိခုံတန်းရားတလုံးတွင်ထိုင်ကာမစ္စတာဖီးစ်အလာကိုစောင့်မျှော်ရသည်သူရောက်လာသည့်နှင့်တပြိုင်နက်မအေတွေကသမီးတွေနာနာကက်ခါ မစ္စတာဗီကိုပြေးပြီးနန်းလိုက်ဟုတီတိုပြောပြီးမြင်းမျိုးကလေးကိုဖနှောင်းစူးပြီးနှင်းတွက်၍အချိန်တင်ပေးသလိုကြောကိုခတ်ဆတ်ဆတ်ပုတ်၍လွတ်တက်ကြသည်မင်းကြီးပေါ့ကလေးများကလည်းမြူးတူအော်ဟစ်ခါအတင်းပြေးလွှားပြီးမစ္စတာဖီကိုဘော်ကို အလူအယက်ချိတ်တက်ကြသည်မစ္စတာဖီအဲ့ဒီလိုဇက်ယုံတကားဝရောက်လာတိုင်း ကျမကြောပေါ်အမေ့လက်ရောက်လာတတ်သည်ကျမကိုကြောပုတ်လွှတ်ရမဟုတ်ကျမထိုင်ကုန်မှာမြဲမြဲထိုင်နေအောင်ကျမအင်းကြီးစကိုဖမ်းဆွဲထားရန်အတွက်သာဖြစ်သည်အိန္ဒိယရရနေအမေတတိပေးတတ်သည် မစ္စတာဖီကသူ့ကိုဝိုင်းနန်းနေကြတော့ကလေးများကြားကနေ့စဉ်ယုံထွက်ပြီးတပတ်ခန့်အကြာမှာတော့ဇက်ခုံမန်နေဂျာကိုခေါ်ကာဟိုငိမ့်ငိမ့်ကောင်မကလေးဗမာလဲဗျကျွန်တော်သူနဲ့စကားပြောခြင်းတယ်ဟုဆိုလေသည်ကျွန်မကိုလာခေါ်သည်သူနဲ့စကားပြောရသည် အရင်နေ့နေ့လယ်ပိုင်း၌ဒုတိယအခန်းအသိန်းပိုင်းတွင်ကျမကိုပါထဲ့သွင်းနိုင်ရန်ဇက်ကိုပြန်ပြင်ရည်သည် သူကမိတ်ဆွေများအလုံးဤစွန့်ပစ်ခြင်းခံရသူ အဖြစ်တရုတ်ဆောင်သည်သူကိုစွန့်ခွာမသွားသူဟု၍တယောက်ထီးသာရှိသည်အဲ့ဒီတယောက်ကကျမကျမကခြေပြားကလေးထောက်ခါတိတ်တိတ်ပြန်ဝင်လာ သူ့ပေါင်ပေါ်တက်ထိုင်ကျမဤယင်းနေခင်မင်မှုကခိုင်မြဲကြောင်းပြအဲ့ဒီမှာသူကအံ့အားတင်သွားသူကလက်ကားရခြေကားရနဲ့ရေစရာကိုယ်ရုပ်ကားရအမှုရာလို့တော့ကျမကဘုတ်ခနဲ့ပြုတ်ကြအဲ့ဒီအချိန်မှာကလကာကြလာ ဒီခါမှစတင်ကဇတ်တပင်လောကမှာကျမနာမည်ရလာသည်အိုဒတ်ကိုယုံတင်ကပြစဉ်တလျှောက်လုံးဇတ်တပင် လောကမှာ ဝေဖန်ရေးသမားတွေကျမကို အများကြီးအာယုံဆိုင်ခဲ့ချီးမွမ်းခဲ့ကြသည်သို့သောအမေက ချီးမွမ်းမှုတွေကျမစီ ပြုံကြမလာအောင် ကာကွယ်ထားခဲ့သည် တကြိမ်မှာမင်းသားတယောက်ကကျမအကြောင်း ချီးမွမ်းရေးသားထားသောသတင်းစာတစ်စောင်းကိုကင်ကဝမ်းသာစကားတွေအော်ဟစ်ပြောဆိုရင်အဝိလေကန်နေဝင်လာသည်အမေကချက်ချင်းပင် သူ့လက်မောင်းကိုကင်ကအပြင်ဘက်သို့ပြန်ခေါ်ထုတ်သွားခဲ့သည်အဲ့ဒီနောက်အမေက ကျမကို အလေးအနက်စကားတခွန်းပြောသည်ဟယ်လင်း လူဘဝမှာအရေးကြီးဆုံးကတမီးတကယ်လေ့လာတယ်ကြိုးစားတယ်ကိုတက်ဆွမ်းသမျှအကောင်းဆုံးဆောင်ရွက်ခဲ့တယ်လို့ကိုဘာသာလက်ခံနိုင်မှုပဲအဲ့ဒါဆိုရင်ကိစ္စတစ်ခုပြီးမြောက်အောင်ဆွမ်းဆောင်နိုင်ခဲ့ပြီဆိုတဲ့သဘောအဲ့ဒါဟာအရေးကြီးတယ်အောင်မြင်တယ်လို့ပြောကြတာသူတစ်ပါးတွေကိုကိုချီးကျူးကြတာ ဒါတွေလည်းကောင်းပါတယ်အရသာရှိပါတယ်ဒါပေမဲ့ကိစ္စတစ်ခုပြီးမြောက်အောင်ဆောင်ရွက်နိုင်မှုလောက်တန်ဖိုးမရှိဘူးကျေနပ်အားရเสียလည်းမကောင်းဘူးအဲ့ဒီတော့အောင်မြင်တယ်မအောင်မြင်တယ်ဆိုတာတွေအသာဘေးဖယ်ထားကိုလှုပ်เสียရှိတာကိုသာအကောင်းဆုံးလုပ်နိုင်အောင်ကြိုးစား ဖြစ်နိုင်ရင်တော့ကျမအမိစကားကိုအဲ့ဒီအချိန်ကစပြီးမြေဝယ်မကြလိုက်နာခဲ့သည် နောက်ဘယ်တော့မှလည်းမမိခဲ့ဟု ပြောကြင်ပါသည် သို့တော်လက်တွေ့မှာအဲ့ဒလိုမဟုတ်ခဲ့တဖြည်းဖြည်းကြီးလာတော့စာနယ်ဇင်းတွေကချီးမွမ်းရေးသားကြတာတွေတစားထက်တစားကျမတွေ့လာရသည် ဒီကဟယ်လင်ဟေးစ်ဖြစ်ရသည့်ဘဝကိုကျမကြိတ်ပြီးကျေနပ်လာခဲ့မိသည်ဟုထင်ပါသည်ဆွမ်းဆောင်မှုနှင့်အောင်မြင်မှုသည်တစ်ခုတည်းသာပဲဟုကျမစိတ်แท้တွင်ထင်လာမိခဲ့သည်အဲ့ဒီတော့ဘာများစိုးရိမ်ကြောက်ကြစရာလိုသေးတယ်လဲပေါ့သို့တော်စိုးရိမ်စရာတွေကရှိလာခဲ့သည်ကျမအသက်20မှာ ဘက်ပြဇာ၌ခေါင်းဆောင်မင်းသမီးအဖြစ်ကပြရသည်ပထမဆုံးအကြိမ်အဖြစ် ကိုနာမည်ကို ထိတ်ဆုံးကအသားပေးဖော်ပြခံရသည့်အချိန်ဒီအချိန်မှာဖြစ်သည့်ဝမ်းသာအားရမှုရင်ထဲလှုပ်ရှားရမှုမျိုးကိုအခြားဘယ်အခါမျိုးတွင်မှရနိုင်လိမ့်မည်မဟုတ်ပထမညကပြအပီး ချီကျူးဂုံပြုစကားပြောမိသူတွေကျမစောင့်မျှော်နေသည့်အချိန်အဝိလေကန်ရဲ့ပထမဆုံးဝင်လာသူကတယုတ်ဆောင်မင်းသမီးကောင်းတစ်လက်ဖြစ်သူအီနာကလေယာဖြစ်သည် သူယူဆောင်လာသည်ကချီကျူးစကားမဟုတ်ဟဲလေမင်းမဟုတ်ဘူးကွာ သူကခေါင်းကိုရမ်းရင်းပြောနေသည်မင်းဇက်ရုပ်ကိုတေးသေးချာချာမပိုင်သေးဘူးကလေးရနောက်ကလိုက်လာသည်ကအမေတမီဇက်တပင်ကြောင်းပြန်သွားအောင်မှ ဖြစ်မယ်ကြောင်းပြန်တက်ရမယ်အမေကလည်းမဟုတ်တာတမီစတားဖြစ်နေပြီဥစ္စာ ကျမငိုတော့မည်ဟန်နှင့်ပြန်ပြောလိုက်သည်နင်းဒီနှုံးအတိုင်းသွားနေရင်စတားဘဝမှာကြာကြာခံမှာမဟုတ်ဘူးအီနာက ဖြောင်းပြသည်လက်တွေ့အခြေအနေကိုရှောင်နေလို့မရဘူးဟဲလင်နင်းအသက်ကြီးလာပြီငေရာချောတာတစ်ခုတည်းနဲ့တသက်လုံးသွားနေလို့မရဘူးနောက်ပိုင်းကို တကယ်မင်းသမီးလောက်ရတော့မှတကယ်တရုတ်ဆောင်ရမှာကျမယင်နေနာသွားသည် ရှက်လဲရှက်ဝမ်းလဲနေသည်သို့တော်သူပြောတာတွေအလုံးအမှန်ပဲဆိုတာလဲကျမသိနေသည်ပြဇက်များမှာတရုတ်ဆောင်နေရင်တစ်ဖက်ကဇက်တပင်ကြောင်းပြန်တက်သည်လေးနှစ်တိတိကျမအပြင်းထန်စူးစမ်းတင်ယူခဲ့ပါသည် လေးနှစ်အကုန်မှာတော့တပင်တဲ့တယောက်အနေနဲ့တတ်အပ်သမျှပညာကို သင်ယူတတ်မြောက်ခဲ့ပြီးဖြစ်ခဲ့သည်။နောက်ပိုင်းမှာအောင်မြင်မှုရတာကတက္ကနဖြစ်သည်။ကိုကိုကိုတယောက်ဆောင်ပညာပြည့်ပြည့်ဝဝတက်ကြွန်းပြီးသည့်မင်းသမီးတယောက်အဖြစ်တိမှတ်ယုံကြည်ခွင့်ရခြင်းဒီပင် အဖို့တန်လှပြီဖြစ်ပါသည်။ ျမသားကိုလေစိတ်မာတုံးကအဲ့ဒီဟာတွေအလုံးကျမပြောကျင်ခဲ့ခြင်းဖြစ်သည်တကယ်ဆွမ်းဆောင်နိုင်ခြင်းမရှိဘဲအောင်မြင်မှုဟူသည်မရေရာမတည်တတ်သည့်အကြောင်းဆွမ်းဆောင်နိုင်မှုဟူသည်သာတီးကြားကိုယ်ပိုင်ရတ္တီနိုင်ကြောင်းသူသိစေခြင်းခဲ့ပါသည်သို့တော့သူသဘောပေါက်နိုင်ပါမလား မီမီဟယ်လင်ဟေးစ်နဲ့ပြတ်ဆက်ရေးစရာချားလ်စ်မက်အာသာတို့ဤသားဆိုတာတခုတည်းနှင့်ပင်အခွင့်အရေးတွေသူ့ရှေ့မှာ အမြောက်အများတန်းစီနေခဲ့သည်ဒီနာမည်အရှိန်နဲ့မျောလိုက်ရင်သူ့ဘဝဤတကယ်တန်ဖိုးရှိသော နှစ်ကာလတွေအချီးနှီးကုန်ဆုံးသွားနိုင်သည်အဲ့ဒါကိုကျမဆိုရင်ဒီနောက်ရတတအတန်ကြာမှ သူ့ကိုတီဗီမှာကျမမြင်ရသည်သားတယောက်ဆောင်တာတိတ်ကောင်းတာပဲဟုကျမအကဲဖြတ်မိသည်စကားထစ်သူဖြစ်သူတကယ်ပိုင်ပိုင်နိုင်နိုင်တယောက်ဆောင်ထားနိုင်သည်စကားထစ်အောင်စူးစားရင်တယောက်ဆောင်ရဲ့ပြက်သွားတာမျိုးမရှိခဲ့ဝေဖန်သူတွေကလည်းသူ့ကို အမှတ်ကောင်းကောင်းပေးကြသည်သူတရုတ်ဆောင်ဘဝကအစတိတ်ကောင်းသွားခဲ့ပြီဖြစ်သည်တို့တိုင်အောင်ကျမစိတ်ထဲမှာတိတ်တခိုးလေးတွေးပူနေတာရှိသေးသည်ဒီဇက်ွက်ကကိုကတရုတ်ဆောင်ရတာလွယ်ကူလွန်းနေတာလားတရုတ်ဆောင်ပညာဆိုတာဘလောက်အလေးအနက်လေ့ကျင့်စီးပူးရတာဟူ၍မတိလိုက်ပဲ။ ဒီတခုကိုအမတ်မထင်အလွယ်တကူများသူလောက်သွားလေမီလားသို့တော့နောက်ထပ်ရတတပတ်အတော်ကြာပြီးသည့်တနေ့မှာတော့ကျမထံ James ရောက်လာပါသည်သူကကျမအခန်းထဲဝင်လာပြီးစကားဆသည်အမေရေကျွန်တော်ကယ်လီဖိုးနီးယားမှာတုန်းကစွန့်စားကမ်းတစ်ခုအမေကိုပြောရအောင်ပဲဗျာ ဘာဆွန်စားကမျိုးလဲတာရဲ့အဲ့ဒီစကားထစ်တာလေအမေရကျွန်တော်အဲ့ဒါကိုပူတာတဘာဝမကြဖြစ်မှာစိုးရိမ်နေစကားထစ်ချင်အောင်ဆောင်းတာမျိုးမဟုတ်ပဲတကယ်ထစ်တဲ့လူနဲ့တူကြင်တာအဲ့ဒါနဲ့ကျွန်တော်အဲ့ဒီစကားထစ်တဲ့လူတွေကို ပြုတ်ပြင် ပေးနေတဲ့တင်တန်းเจ้าကိုတွားလေးလာတယ် အဲ့ဒီမှာစိတ်ဝင်စားစရာဗျကျမမျက်စိမိတ်ထားလိုက်မိသည်တက်ပြင်းကိုဖြည်းဖြည်းချသည်ကျမဝမ်းသာသည် ရင်ထဲပေါ့သွားသည်ဂျိမ်းစ်အတွက်စိတ်ချရပြီဆိုတာကျမတိလိုက်ရသောကြောင့်ဖြစ်သည်အမေပေးခဲ့သည့်အဆုံးအမကား ကျမသားကိုပါဆက်လက်စောင့်ရှောက်လျက်ရှိကြပြီ။